အကြောင်းဒီနေ့ကဒီနေ့ September sorry November 28ရက်နေ့ရက်စွဲအတွက်ရုပ်တံလီပြောဖို့ဆိုတဲ့နေရာမှာကျွန်တော်ပို့ရလဲပြောရတော့ကျွန်တော်အချိန်ကရလူနေရတဲ့အတွက်ပုံမှန်ဆိုရုပ်တံပြောဖို့အစီအစဉ်ကျွန်တော်အဆင်မပြေတော့ရှိတယ်ဖြစ်တယ်သို့တော့ကျွန်တော်မပြောရင်လည်းတချို့တွေကနေထိုင်နေချိန်လာမောင်းလားပြောလားဆိုလားဆိုတော့ကျွန်တော်မှလည်းရုပ်လေးတော့ထွက်ပြတာကျွန်တော်ချင်းလေးနည်းနည်းပြောပြတာပေါ့ကျွန်တော်မှလည်းဟိုပြောရရင်တော့ဒီဒီ Belarus သမရခီးစင်နဲ့ချလာဘလေးပြီးလုံမန်းပန်းနေရတဲ့အခါ ဒီနောက်တစ်ခုကမနေ့ကထွက်မဲ့ channel တော့ကျွန်တော်လုံဝန်ပန်းနေရတဲ့အခါကြောင့်ကျွန်တော်ဒီနေ့တနေ့လုံးမှာသတင်းကိစ္စကိုအသေးစိတ်ဘာလို့မှကျွန်တော်သိချင်မရလိုက်ပါဘူး။ဒါကြောင့်မလို့ကျွန်တော်ပို့ပလန်ပြောရုပ်တံဒီနေ့ဆိုပြောဖို့တော့ဆင်မဖြစ်တဲ့အထက်မှာပါပါတယ်။သို့တော့ကျွန်တော်မပြောရင်မပြောရင်ခုနပြောတဲ့ကျွန်တော်ပြောတဲ့အတိုင်းပဲကျွန်တော်ပလိမပြောအောင်လားဆိုချိန်လာမအောင်လားပြောကြဆိုကြရရှိတော့အခုလုံးလည်းကျွန်တော်ကြောက်ရပါတယ်။အဲ့တော့ကျွန်တော်ရုပ်တံလေးနည်းနည်းပြန်ထွက်ပြန်ပြီးပြောတာပါ။အဲ့တော့ဒီနေ့ကျွန်တော်တို့ဘယ်လိုသမရာခီးစဉ်ပြီးတဲ့သမရာရဲ့ဟောပါဘောနော်။ဘယ်လိုသမရာနဲ့ပူဇော်မှုကြီးတို့တွေ့ကြတဲ့အဲ့နဲ့ပတ်သက်ပြီးအကြံဉာဏ်လေးကျွန်တော်ပြောမယ်။ အကြံပြုလေးပဲကျွန်တော်ပြောပါမယ်အဲဘယ်လိုသမရကိုဂုံပြုတဲ့အနေနဲ့ဒီနေပြီးတော့လန်ဒလန်ကို Minx Minx Road ဆိုပြီးတော့လမ်းကိုဟောပြလိုက်ပါတယ်နေပြီးတော့ရှိတဲ့လမ်းကိုပြောရရင်တော့အမ်ကျွန်တော်တို့ဒီ horizon ကြီး horizon ရှိတဲ့တဲ့လမ်းမကြီးပြားလမ်းမတော့ကျွန်တော်မေ့တယ်အဲဒီလမ်းမကြီးကိုရေးပေးပါဟုတ်ပေါ့ခွတ်ထွက်သွားတယ်ဟို MIC0 ဘာလို့ခွတ်ထွက်သွားတဲ့လမ်းမကြီးတခုရှိတယ်အဲဒီလမ်းကို mix land ဆိုပြီးတော့နာမည်ပေးလိုက်ပါတယ်အဲ့ဒါတော့ဘယ်လိုသမရကိုဂုံပြုတဲ့အနေနဲ့ဒါပေးတာပါပြောရရင်တော့ဘယ်လိုသမရဆိုတာက ီမြန်မာနိုင်ငံနဲ့ဘယ်လောက်သမရဘယ်လောက်နိုင်ငံရဲ့ဂျားမှာနှစ်နိုင်ငံဆက်ဆံရေးမှာပထမဆုံးအခြေဘယ်လောက်သမရသမရအစဉ်ပုဂ္ဂိုလ်ကပုံစံမှုကြီးမင်းအောင်လာရဲ့လက်ထက်မှာရောက်လာတာဖြစ်တယ်အဲ့တော့ဘယ်လိုပဲပြောဒီလိုပုဂ္ဂိုလ်ရောက်လာဖြစ်တဲ့အတွက်ဂုံယူရမယ်ဂုံပြူရမယ်ဆိုတဲ့အနေအထားမျိုးကိုဂုံပြူတာဖြစ်တယ်ပြောရရင်တော့1994ခရီးကဘယ်လောက်နိုင်ငံသမရဖြစ်နေတာဝန်ထမ်းဆောင်နေတဲ့ပုဂ္ဂိုလ်အခုဆိုရင်ခင်ဗျားတို့ကြည့်နှစ်ပေါင်း20နဲ့အဲ29နှစ်ရှိပြီ29နှစ်ရှိပြီပေါ့နော်ဆိုတော့အဲ့လောက်ရှိပြီဖြစ်တဲ့ပုဂ္ဂိုလ်တယောက်အင်မာဗျူး ဟိုဟိုဘယ်လိုခေါ်မလဲနိုင်ငံကောင်းဆောင်တာဝန်ထမ်းဆောင်တာနှစ်ပေါင်း29နဲ့နှစ်ပေါင်း30နှစ်ပဲရှိဖြစ်တဲ့ပုဂ္ဂိုလ်ကဒီမှာလာပြီးတော့တာဝန်ထမ်းဒါဒီမှာလာပြီးတော့ဒီကိုလာပြီးတော့လေပေးတာဒီမှာလာပြီးအခီးစဉ်လာပေးတာပြီးတော့မြန်မာနိုင်ငံဆိုးအဆက်ဆက်တော့ရှောက်ပါဘယ်လော်ရစ်ကဆိုဝင်းကြီးချုပ်အဆင့်အမြင့်ဆုံးလာဘူးတော့ဖြစ်တယ်ကျွန်တော်ကတော့သမရအဆင့်တစ်ခါမလာဘူးမလာဘူးရတဲ့ပထမဆုံးလာဘူးတော့ဖြစ်တဲ့အတွက်ဒီလိုပုဂ္ဂိုလ်လာတာကမြန်မာနိုင်ငံအတွက်ကတကယ်ကိုကောင်းပါတယ်အဲ့တော့ကျွန်တော်ဘယ်လော်ရစ်သမရကိုကျေးဇူးတင်ရပါတယ်ဘာလို့ပြောကျွန်တော်ကျေးဇူးတင်ရပါတယ်ဘာလို့ကျေးဇူးတင်ရလဲမင်းဒီလိုတိုင်းပြည်ရဲ့ဒီလိုချင်းနေမှာနိုင်ငံတကာကကိုယ်နိုင်ငံကိုဆက်ဆံဖို့ ဟိုတွန့်ဆုံနေရတဲ့အချိန်မျိုးမှာဘယ်လိုသမရကကိုယ်နိုင်ငံလာဆက်ဆံပေးတယ်စကားပြောပြီးကိုယ်နိုင်ငံတရောက်လာပြီးတော့မှတိတိကျကျလာပြီးတော့လဲဆိုတာတကယ်ကိုပဲဟိုထူးခြားတဲ့ဟိုထူးခြားတဲ့ဖြစ်ရတခုပါပြီးတော့ဒီ27နိုင်ငံခင်းချင်းကနေစပြီးတော့ဒီက25ဒီ9နှစ်ဒီပါအတွင်းမှာနိုင်ငံတော်သမရအဆင့်ပုဂ္ဂိုလ်ပထမဆုံးလာလေတာဖြစ်ပါတယ်ပုဂ္ဂိုလ်နိုင်ငံနိုင်ငံတကာနိုင်ငံတော်သမရအဆင့်ပုဂ္ဂိုလ်တော့ဖောင်းလာတာဖြစ်ပါတယ်အခြားနိုင်ငံလူတွေလာရဲဆိုတာကဥပမာဆွေးကြပါစို့ဟွန်ဆန်ဟွန်ဆန်လာတယ်ဟွန်ဆန်လာတာရှိတယ်ဟွန်ဆန်လာတာဆိုရင်ဟွန်ဆန်လာတာဆိုလို့ရှိရင်ဝင်းချုပ်အဆင့်ဟွန်ဆန်လာတယ် ဟိုပြောရင်တော့ပို့ပြီးအဆင်ပြေတဲ့ဥရောပအဆင့်နိုင်ငံတွေဆိုရင်ဒါဟိုပထမဆုံးဖြစ်တယ်ခွန်ဆန်းကလာတယ်ဆိုတော့ကဒီလာလေတယ်ဒီမှာဒီအာဆီယံမြန်မာဘူဇုံကြီးနဲ့လာတွေ့တာကိစ္စရှိခဲ့ဘူးလေဒါပေမဲ့အာဆီယံနဲ့ကဒီတာရိုင်းကိစ္စလေးဒါဖြစ်တယ်ဟိုကကျတော့ကဘာနဲ့ဆိုင်သွားတဲ့ကြီးတဲ့ကိစ္စကြီးဖြစ်တယ်ပြောရင်တော့ပို့ပြီးကြီးကျယ်ခံရတဲ့အဲလာရောက်မှုဖြစ်တယ်အဲဒါကြောင့်ဟိုဟိုဘယ်လိုလုပ်တော့မလိုကေရှင်းကိုကျွန်တော်တို့ပြည်သူတယောက်အနေနဲ့ဟိုချန်နယ်တယောက်အနေနဲ့ကျေးဇူးတင်မိတယ်ပြီးတော့ရွေးကောက်ပွဲကျင်းပကနီးတဲ့အချိန်မှာရောက်လာတာပိုတော့ကျေးဇူးတင်ရသေးတယ် ဆိုတော့ဒါလေးကကျွန်တော်တို့ကျေးဇူးတင်ပါတော့ तू ဒီလိုမျိုးလာပြီးတော့ तू ဒီနေ့ဘုံရုံကြီးမြောင်းအောင်လည်းတွေ့ရချင်းမှာ तू စကားပြောရတယ်လीတော်တော်ကောင်းတယ်ဥပမာဆိုကြပါဘုံရုံကြီးမြောင်းအောင်လည်းအစိုးရဖို့ तू ချီးကျူးသွားတယ်သူ့ရဲ့ဒီနိုင်ငံကောင်းဆောင်တန်တန်းတစ်လျှောက်အစိုးရတန်တန်းတစ်လျှောက်နိုင်ငံလို့တန်တန်းတစ်လျှောက်မှာဘုံရုံကြီးမြောင်းအောင်လည်းဒီအစိုးရလက်ရှိအစိုးရဖို့ဝင်တွေလူမျိုးတိုင်းပြည်ပေါ်ချစ်မှန်လို့ဆိုတာနဲ့အားကျွမ်းတဲ့စူးစမ်းပေးတဲ့ပုံကို तू မတွေ့ဘူးသေးဘူးဆိုတာမျိုး तू ဘာမတွေ့ဘူးသေးဘူးတကယ်ကိုခုမှကျွန်တော်တို့ကျွန်တော်တွေ့ဘူးတာပါဆိုတာမျိုး तू ဒီလိုမျိုးထုတ်ဖို့ပြောတယ်နောက်တစ်ခုကဘုံရုံကြီးတို့ရဲ့ချစ်မှန်တဲ့လာမယ့်ရွေးကောက်ပွဲကိုလည်း ထောက်ခံအားပေးတဲ့ကျိုးစိုးတယ်ထောက်ခံတဲ့ကျိုးစိုးတယ်အားပေးတဲ့ဆိုတာမျိုးသူပြောသွားတယ်တချင်တွေကပဲတခြားဒီတန်တမရဲ့ကိစ္စတွေမှာသူအများကြီးပါပြောတယ်ပြီးတော့ဘယ်လိုလုပ်နေမှာကြားမှာစာချုပ်တွေကမနေဘူး16ခုလောက် sorry 16ခုလောက်ချုပ်ဆိုသွားတယ်အဲ့ဒါအရက်ဘက်ကအရက်ဘက်ကနိုင်ငံတော်အစိုးရအရက်ဘက်ကနှစ်ဖက်စလုံးမှာ16ခုလောက်ချုပ်သွားတယ် UMSCI နဲ့ချုပ်တာလည်းရှိတယ်ဒီဘက်ကနိုင်ငံတော်နဲ့ချုပ်တာရှိတယ်စုစုပေါင်း16ခုလောက်ချုပ်သွားတယ်စာချုပ်တွေချုပ်ပြီးတော့နိုင်ငံဆက်ဆံရေးကိုတေချာတေချာလုပ်သွားတာတွေ့ရတယ်နောက်ပြီးတော့ဘယ်လိုလုပ်ဆိုမြန်မာနိုင်ငံနဲ့ပတ်သက်ရင် နည်းပညာကိစ္စတွေလေကြောင်းကာကွယ်ရေးရောတခြားဘာရေးညာရေးစစ်ဘက်ဆိုင်ရာကိစ္စတွေပါအများအပြားကျွန်တော်နိုင်ငံကိုဘယ်လိုလုပ်ဆိုအများကြီးကူညီပေးထားတယ်ပြောရရင်တော်တော်လေးတော့ဒီဒီဘယ်လိုလုပ်ကကျွန်တော်နိုင်ငံရဲ့ပတ်သက်တော့အားထည့်ကူညီပေးတာတွေ့ရတယ်ပြီးတော့ Mr. Lucasian ကိုကိုရိုင်းကလည်းဒါဒီဒုက္ခီးဟာတကယ်ကမ္ဘာ NGO ထိပ်သီးနိုင်ငံခေါင်းဆောင်တယောက်လာမဲ့ခီးစဉ်အတွက်ရှေ့ပြေးလာလို့တော့ကျွန်တော်တွေးမိတယ်နိုင်ငံခေါင်းဆောင်တယောက်ကမ္ဘာထိပ်သီးခေါင်းဆောင်တယောက်ရဲ့မြန်မာခီးစဉ်ရှိလာနိုင်ခြင်းရှိတဲ့အတွက်ရှေ့ပြေးဖြစ်နေလာကလားလို့တော့ကျွန်တော်စဉ်းစားကြည့်ရ ်ဖြစ်တယ်ပေါ့နော်ဒါတော့စဉ်းစားမိတယ်ရှုတော့ပြောတာအခုโอเคအဲ့တော့ဒါဘုသူမကြီးကလည်းဒီဘာပဲပြောပြလို့ဆမရအောင်ဂျေဇုတင်တဲ့ကိစ္စတွေပြောပြီးသူတို့ချာသူတို့နှစ်ယောက်ဟိုမြင်ရတဲ့မြင်ကွင်းကနှစ်ပေါင်းများစွာယဉ်နေတဲ့လူတွေလိုမျိုးသူတို့နှစ်ယောက်ကိုတွေ့ရတယ်ဟိုမနေ့တနေ့မှာစခင်းတဲ့လူမျိုးမဟုတ်ねနှစ်ပေါင်းများစွာယဉ်နေတဲ့သူတို့မျိုးတွေ့ရတယ်ဘာလို့ဘုသူမကြီးမြောက်လိုက်ကဒီဆက်ပါတော့ तू ကလည်း तू ပါ तू तू စိတ်ရင်းအမှန်တရားရှိရှိတရားတိုင်းပေါင်းတဲ့အတွက် location ကိုကလည်းဒီလူကိုလက်ခံလို့ရတယ်ဆိုတော့ဘုံမျိုးနဲ့ပေါင်းတာတွေ့ရတယ် ပြောကျွန်တော်တယောက်တယောက်လက်ကလေးတစ်ချက်ဆုပ်ကိုင်းပြီးတော့ခင်ဗျလေကလေးကတက်လာတဲ့ဟာလေးတွေအရစာကျွန်တော်တစ်ချက်ကြည့်နေရကျွန်တော်ကဘေးကကျွန်တော်ကြည့်နေရလို့ဆိုမြင်ရတယ်တပုတ်မတန်းတိုင်းနေဆိုကျွန်တော်မြင်ရတယ်ကြည့်ပြီးတော့ပြီးတော့ကျွန်တော်ခင်ဗျားတို့ကို Facebook တွေမှာ TikTok တွေမှာ YouTube တွေမှာတွေ့နေတယ်တက်နေတယ် Telegram တက်နေတယ်တို့မျိုးကဆက်ဆက်ရေးဗီဒီယိုဖိုင်တွေကကျွန်တော်တို့ကအနည်းငယ်မြင်ရတယ်လို့ခင်ဗျားတို့မြင်ရတယ်ဆိုတော့ကမြင်ရတဲ့အပိုင်းတွေပဲမြင်ရတာမမြင်ရတဲ့အပိုင်းတွေပဲရှိတယ်ဆိုတော့အဲ့ဒီမမြင်ရတဲ့အပိုင်းတွေကပြောရမယ်ဆိုရင်ပို့ပြီးတော့တို့မျိုးကဆက်ဆက်ရေးတော်တော်ကိုဟိုနီးနီးခက်ခက်ရင်းနှီးနှီးရှိနေတာကိုတော့တွေ့ရတယ်တော့တွေ့ရဆိုတော့ ဘာပြောဘုံဘူးကြီးတို့လည်းခွန်အားတစ်ခုဖြစ်တာပေါ့ဗျာဘာပြောနော်အဲ့တော့ပြီးတော့ဘာလဲဒီဒီခီးစဉ်ကနေမြန်မာနိုင်ငံအတွက်တော့ဟိုဘာကောနိုင်ငံတကာကသတိထားဆောင်ကြည့်ရမယ့်ခီးစဉ်တစ်ခုအဖြစ်နဲ့အမှတ်ရသွားတော့သိကြပါတယ်ဒါတစ်ချက်ပေါ့နော်အာဒါကျွန်တော်တို့ခီးစဉ်ဒီဒီဒီသတင်းတော်တွေနဲ့ပတ်သက်ရင်တော့နိုင်ငံတော်အဆင့်ကြီးကြီးစားတွေမှာတော့တကယ်ဝမ်းသာစရာကောင်းတယ်သူတကယ်ဟိုဟိုကျေးဇူးတင်တယ်ကောင်းတဲ့ခီးစဉ်တွေဖြစ်ခဲ့ပြီမြင်သတင်းတော်ကိစ္စမှာတော့ဟိုစီဇန်နဲ့ arrangement ပဲမှာတော့အစိုးရဘက်က arrangement ကတော်တော်လေးအာရော့တော့တွေ့ရတယ်ကျွန်တော်သိမ့်ကြဘူးအာရော့တယ် အဲ့တော့ဟိုကိုကလည်းပြောတာပြောတာတကြနောင်မြဒီကောင်မခေါ်နဲ့ကွာဖြစ်မှာဆိုတယ်။နောင်မြဒီကောင်မခေါ်နဲ့ကွာဖြစ်ဖြစ်တော့မှလည်းစိုးတယ်။ဒါဆိုတော့အများကြီးပါကျွန်တော်တို့ဘေးကမြင်ရတဲ့အမြင်ရဆိုရင်တော့လိုအပ်ချက်တွေအများကြီးတွေ့ရတယ်ပြီးတော့ဟိုသူတို့ရဲ့စဉ်းစားမှုစဉ်းစားနည်းဘယ်လိုစဉ်းစားလဲတော့မသိဘူးကျွန်တော်မီဒီယာကိုတကယ်တော့ဒီလိုသတင်းမျိုးကိုမီဒီယာကိုခေါ်ပြီးတော့အများပြည်သူကိုထုတ်ပြတာဖြစ်တဲ့အတွက်ထုတ်ပြမယ့်ဟာတွေမှသမျှမီဒီယာကိုပုံပေါ်လေးလေးနဲ့သိချာထုတ်ပြလိုက်လို့ရှိရင် ကောင်းမယ်ပေါ့နော်သူဟိုကန့်ဒီကန့်ဟိုသွားဒီသွားဟိုဟိုဘလို့ဟိုဟိုတာဒီတာဆိုတာကြီးကျတော့လေမကောင်းဘူးအဲ့ဒါကျတော့လေမကောင်းဘူးဘာလို့ဆိုတော့တရင်သမားတွေကတရင်သွားယူတဲ့အခါကျွန်တော်တို့ကိုယ်တိုင်ပါတယ်ကျွန်တော်ကိုယ်တိုင်မင်းလင်းဘာလို့ဓာတ်ပုံလာဆင်းရိုက်လဲကျွန်တော်တရင်တော့လှုပ်လို့ရမလဲကျွန်တော်ဘာလို့သွားဓာတ်ပုံရယူတရင်ယူလဲဆိုရင်ကျွန်တော်ဒီမြင်ဝင်းလို့မြန်မာထင်နေမြင်ချင်တာမြင်ချင်တဲ့အတွက်ကျွန်တော်သွားကြည့်တာမြင်ချင်တဲ့သွားကြည့်ကြီးနဲ့ကြည့်တဲ့အပြင်ဒီအစိုးရအတိုင်းကတရင်သမားတွေဘုံမှာဘလို့သဘောထားလဲဆိုတော့လေကျွန်တော်သိချင်တာဒါကြောင့်မလို့ကျွန်တော်ကိုယ်တိုင်လာပြီးတော့ဓာတ်ပုံရယူကိုကြိုးစားတာဓာတ်ပုံရယ်တော့ကိုယ်လည်းပြောရင်တော့ ပြည်မတွေနဲ့ပတ်သက်ရင်အစိုးရတိုင်းဝန်ကဘယ်လိုဆက်ဆံလဲဘယ်လိုသဘောထားလဲဘယ်လိုသတ်မှတ်တယ်လဲဆိုတာကိုဒီလိုအခမ်းအနားတွေကနေပြတာဖြစ်တဲ့အတွက်ကျွန်တော်ကအဲ့ဒါကိုသိကျင်တဲ့အတွက်တရင်သမားတယောက်အနေနဲ့ဂျန်လစ်ကြောက်နေတယ်ကျွန်တော်တော့တွားပြီးတော့ဓာတ်ပုံရိုက်ပို့ပေးတာကျွန်တော်ကတရင်တောက်နေတယ်ကျွန်တော်အတူရှင်ပြီးတော့ဓာတ်ပုံရိုက်တယ်ဂျန်လစ် PC ဂျူနီယာတွေနဲ့အစသူတို့နဲ့အစကျွန်တော်တွဲပြီးဓာတ်ပုံရိုက်တယ်ရိုက်ပြီးတော့ကျွန်တော်ကတွားဓာတ်ပုံရိုက်ပို့နေရတရင်သွားယူတယ်ပြောရင်တော့နိုင်ငံတော်ကတာဝန်ရှိသူတွေနိုင်ငံတော်ကြီးကြီးတွေစေဆုံးပုဂ္ဂိုလ်တွေအစအသေးဆုံးပုဂ္ဂိုလ်တွေစီစဉ်ပြီးလူတွေထိတရင်သွားတွေပို့ဘလို့သဘောထားတယ်လဲဆိုတာဒီလိုပွဲတွေရတယ်ပြတာ ဲ့ဒါကြောင့်ဒီလိုပွဲတွေကိုကျွန်တော်ကကိုယ်တိုင်ဆင်းကြည့်တာဒါကြောင့်ဒီနေ့တော့တယောက်ကပြောပါတယ်ဟောရတဲ့ရောက်ရင်ရောက်ကျွန်တော်တို့ရောက်ရင်တော့ကျွန်တော်တို့မြောင်းနေဖို့ခံမှာကျွန်တော်သိပါတယ်ဘယ်အထိရောက်ဘယ်ဘယ်အထိနက်နက်ပို့မလဲဆိုတော့ပဲသိချင်လို့ကျွန်တော်လာကြည့်တာဆိုတော့သူစကားလေးလိုပဲတကယ်မှန်ပါတယ်ကျွန်တော်လည်းမြောင်းနေတော့ပို့ခံမှာဆိုတော့ကျွန်တော်သိတယ်ဒါပေမဲ့ဘယ်အစ်စ်ထိနက်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 တူပို့မလဲဆိုတော့သိချင်လို့ကျွန်တော်လာကြည့်တာဒါပါပဲအဲ့တော့သို့တော်ဟာကိုကြိုက်တာမကြိုက်တဲ့ခဏထားလောလောဆယ်နှစ်နိုင်ငံဆက်ဆက်ရေးနဲ့ပြောမယ်ဆိုရင်တော့ တော်တော်ကိုသဘောကျပါတယ်အားလည်းကောင်းသွားပါတယ်လာမယ့်ရွေးကောက်ပွဲတွေလည်းခွန်အားတွေရှိတယ်လို့ပြောလို့ရတဲ့သတိတွေတခုဖြစ်သွားတယ်နောက်တစ်ခုကဒီနှစ်နိုင်ငံဆက်ဆံရေးအားကောင်းတဲ့အတွက်တခြားနိုင်ငံတွေကလည်းဒီလိုက်နေလို့မရတော့ဘူးပြီးတော့ဗိုလ်ချုပ်ကြီးကလည်းအခုအမေရိကန်က green card တွေကတော့ TPS တွေပိတ်ထားတယ်ပဲဒါအားရတွေထားအမေရိကန်မှာရောက်နေတဲ့ပြည်ပနိုင်ငံရောက်နေတဲ့နိုင်ငံသားတွေအကုန်လုံးကို welcome လို့ပြန်ခေါ်တယ်လာခဲ့တို့နိုင်ငံအတူတူဆောက်ဖို့ပြန်လာကြကြပါဆိုတော့သူဖိတ်ခေါ်ထားတယ်ဆိုတော့ဒါတွေလည်းသိကောင်းတဲ့ကိစ္စတွေပါဆိုတော့ ဒီဘယ်လိုသမရိုက်ခီးစဉ်ကတော့ဒီလိုပါเนาะအဲ့တော့ညနေပိုင်းမှာတော့သူ၄နာရီလောက်ပြန်သွားပါတယ်ထူးခြားတာကဘယ်လိုသမရကပွန့်လိုက်ပြန်မြန်မာပြည်လာတာသူ့ရဲ့အချိန်က48နာရီပဲကြာတယ်စုစုပေါင်းသူ့ရဲ့တုံးသွားတဲ့အချိန်48နာရီအတော့ပြန်ပေါင်းမှာနာရီ60တော့မပြည့်ဘူးမြန်မာပြည်ခီးစဉ်နာရီ60မပြည့်ဘူးဘယ်လိုသမရမြန်မာပြည်ခီးစဉ်နာရီ60မပြည့်ဘူးအဲ့တော့ဘယ်လိုစက်တွေထွက်လာတာက28နဲ့9ရက်နေ့မနေ့ကထွက်လာတာ28ညမှာရောက်တယ်အဲ့ဒီ28တော့ပြန်ဟုတ်ပြီ28ည ညနေဆောင်ပြန်ထွက်သွားတယ်28ညနေဆောင်ပြန်ထွက်တော့ဟုတ်ပါကတော့29မိနစ်ခန့်မှာပြန်ရောက်မယ်ပြောရရင်တော့58နာရီအတွင်းပဲဖြစ်တယ်သူခီးစဉ်က58နာရီပဲကြာတယ်ဒီမှာဘုသူဘူးကြီးလာစားချုပ်တာကလည်းနိုင်ဝိုင်းလေးပဲကြာတယ်နိတဝတ်ပဲကြာတယ်ဒါအောင်ကြည့်ချင်းအားဖြင့်ဟိုဒီလောက်နိုင်60လောက်ပဲနိုင်60လောက်မပြည့်တဲ့ဒီဒီ state visit တကူတကူကလာပေးတယ်ဆိုတာတာမန်ကိစ္စမဟုတ်ဘူးတာမန် ကိစ္စမဟုတ်ဘူးဆိုတော့တွေးလို့ရတယ်။ဒါကိုပြောချင်တာပါနော်။ဆိုတော့ဒါကတော့ဘယ်လိုကိစ္စလဲ။ဒါပေမဲ့ဒါတည်းရထားလိုက်တော့ဒီလောက်ပဲကျွန်တော်ပြောချင်တယ်ပေါ့နော်။ဆိုတော့တခြားသတိတွေပါရှိလဲလို့မေးရင်ကျွန်တော်ရှိမှာခြားသတိတွေနည်းနည်းပါရှိပါတယ်။ဥပမာဆိုကြပါစို့ကျွန်တော်လက်ထက်ကိုကြောက်ပါရင်စင်စင်လေးနည်းနည်းပါရှိပါတယ်။ဥပမာဆိုကြပါစို့ပေါ့ဗျာ။အာဘုရားတော်မင်းတို့ကဒီမြောက်ပြည်မှာဖြစ်နေတဲ့ဟူ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 ဘာလဲမင်းလက်ပံတို့ဘာလို့ဖြစ်နေတာလဲမြောက်ပြည်မှာဖြစ်နေတဲ့ online လောက်စားခြားဖြန့်ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ပြောတဲ့ကိစ္စလေးတွေရှိပါတယ်။အဲ့ဒါလည်းတွေ့ပြန်တာရှိပါတယ်။လူရင်းပြောတော့အမေရိကန်ကဒီကိစ္စမှာလာပြီးခြားဖြန့်မှာ ဝင်ပြီးတော့ဟိုဝင်ပြီးတော့ဟိုဟိုဘာခေါ်လဲဆိုတော့ဝင်ပြီးတော့ပနာဝင်ယူတဲ့သဘောမျိုးအတင်းဝင်လုပ်တယ်ပေါ့ဗျာပြီးတော့ KNU ကလည်းဟိုစီမံခန့်မလုပ်တဲ့ဟာမျိုးတွေ KNU ကတာဝန်မခံတဲ့ကိစ္စတွေထောက်ပြတယ်ဆိုတော့ Sodoni ကိုလည်း BBC တို့ကတော့ဖြေနေတာသူတို့ဒီထိုင်းနဲ့ဆက်ဆံပြီးတော့ဟိုမင်းလက်ပံတို့ဘာလို့မှရတဲ့ဟိုချားဖြန့်လုံသားတွေကိုပြန်ပို့ချင်တာတော့သူတို့ထိုင်းကနေပြီးတော့တရားဝင်မဆက်ဆံလို့ပြောရရင်တော့ဗျာဟိုဟိုတရားဝင်မဆက်ဆံမရင်ငယ်လူဆက်ဆံတာပေါ့အဲ့လိုဆက်ဆံတဲ့အတွက်စိတ်ဆိုးတာပေါ့စိတ်ဆိုးပြီးတော့ယူယူနဲ့အဲ့လိုမျိုးဝင်ပြတာကိုတွေ့ရတယ်ဆိုတော့ အစည်းအဝေးတော်မျိုးတော့သူ့ကိုတရားဝင်ဖတ်ဆန်ကြရတယ်သူကြာယူဆောင်ပြီးပြောကြတာတွေ့ရတယ်ဆိုတော့ဒါလေးတွေကစဟိုဒါလေးတော့နည်းပါးရှိပါတယ်အဲ့တော့ဘုရုဆောင်မင်းတို့ပြောတဲ့အားလေးကတော့ဟိုအများပြည်သူတိပြီးလောက်ပြီလို့ယူဆတယ်သူ face face ဆောင်သူသူ့ရဲ့ဟိုကနေမြို့တန်နေပြောထားတာဖြစ်တယ်ပေါ့နော်ဒါလေးရှိတွေ့ရပါတယ်တခါဂျန်နေပြီးတော့မှဆိုရင်လည်းအဲနေပြီးတော့မှဆိုရင်လည်းဒီဒီနေပြီးတော့ရှိတဲ့စေယုံတွေကိုလည်းအပိတ်ခံထားရပါတယ်လောလောဆယ်ပြဆိုင်ထားခံထားရပါတယ်ဘာလဲဆိုတော့စေယုံနာမည်ကြီးမုံတဲ့ဘာဖြစ်လို့လဲဆိုတော့ရှောက်တခင်ဝေရောက်စတဲ့အချိန်မှာတိုင်ကြားချက်ရှိလို့ဖြစ်မှာပါစစ်တဲ့အချိန်မှာ လိုင်စင်တန်းကုန်နေတယ်။ဈေးရုံကပုဂ္ဂလဈေးရုံကလိုင်စင်တန်းလည်းကုန်နေတယ်။အဲ့ဒါပြင်တရားဝင်ဈေးကူတာကွင့်မရှိတဲ့ဆရာဝန်တွေအထူးအဆရာဝန်တွေကထားပြီးတော့ကူတာပြောရင်စီရီယမ်တွေပေါ့ဗျာ။စီရီယမ်လုတ်သွားတဲ့ဆရာဝန်တွေဖြစ်ဖို့များပါတယ်။ဒါအဲ့ဒါတွေလာတော့မသိဘူးကြည့်ရတာ။စီရီယမ်လာတော့မသိဘူးကြည့်ရတာပေါ့နော်။စီရီယမ်များဖြစ်နေမလားမသိဘူး။အဲ့ဒါတွေကိုလုတ်ထားတဲ့အတွက်သူကဟိုဘယ်လိုပြောမလဲပိတ်လိုက်တယ်ပေါ့။လောစဈေးရုံကြီးပိတ်ထားဆိုပြီးကြားတယ်။အဲ့တော့ဈေးရုံတွေကိုပိတ်ခံရတယ်ပေါ့ဗျာနော်။နောက်တခြားသတိတွေလည်းရှိပါသလားမင်းရှိပါတယ်။မော်လမြေမှာရှိတဲ့ဆရာတော်ရောပါတော့။မော်လမြေသာသနာ့ရဲ့ဖောင်ဒေးရှင်းဆရာတော်တပါး နော်။အရှင်ဇောတိကဆိုပလာပလာအဲ့ပုဂ္ဂိုလ်တယောက်ကိုတပားကိုလည်းမနေ့ကဖမ်းတာဖမ်းတာလို့သိရပါတယ်။ဖမ်းတော့လည်းသိရတယ်။ဖမ်းခံလဲလည်းချမ်းမြင်သိရတာပေါ့နော်။ဒါလေးလည်းဟိုဟိုချမ်းမြင်သတင်းလေးပါနော်။နောက်တစ်ခုကအာပိုင်ရှိသေးလေဆိုတော့အမေရိကန်ကလည်းအခု green card တွေနဲ့ပတ်သက်ရင်တော့ပြန်နှင်းလို့မယ်လို့ပြောပြီး green card တွေကနှင်းလို့မဟုတ် sorry green card ကိုကသူစစ်ဆေးလို့မပြောပြီးမြန်မာအပါဝင် တရရနိုင်ငံအားလုံးကပြည်ရှိပေါင်းတခြားသူတွေကိစ္စတွေကိုအမြဲတမ်းရှင်းဆိုင်မယ်လို့ပြောတယ် ရဆိုင်ပလိုက်မှာပေါ့ဗျာပြောရရင်တော့ရွှေပြောင်းနေတဲ့သူတွေမီရှူရောင်းကိုမရှိဘူးရဆိုင်ပြဖို့ထီသူတို့စီစဉ်နေတယ်ဆိုတာမျိုးတွေအမေရိကန်ကလည်းဒေါ်နယ်ထရမ့်ကလည်းပြောလာတယ်ပြီးတော့ green card ကိုပြန်စစ်မယ်နိုင်ငံ19နိုင်ငံအမြဲတမ်းထောက်ကတ်ဒီ green card တွေကိုစစ်ဆေးမယ်ဆိုတဲ့အမျိုးတွေဒါပြောလာတယ်ပြောရရင်တော့သူတို့ဘက်ကလည်းတော်တော်လေးအမေရိကန်ဘက်ကလည်းတင်းတင်းကြပ်ကြပ်လုပ်နေတွေ့ရတယ်နောက်မိုးကုတ်မှာဆိုရင်လည်း PDF တွေမိုးကုတ်ကိုဆုတ်ခွာတဲ့သတင်းတွေဒီနေ့ဆိုရင်စပြီးရပါတယ်တော်တော်လေးမိုးကုတ်မှာရှိတဲ့ PDF တွေဖွင့်ရင်ဖွင့်ဖို့ဆုတ်ခွာပြီးတော့မိုးကုတ်မှာတဖြည်းဖြည်းနဲ့မရှိတော့ဘူးဆိုတော့အကြမ်းမြင်အဲတဖြည်းရော့လာပြီဆိုတော့အကြမ်းမြင်သိရပါတယ်ဘောနော် အဲနောက်တစ်ခုတော့ဒီနေ့တော့ဒါနောက်တစ်ခုဝန်သားကြဲကောင်းတော့မြန်မာအသင်းပေါ့မြန်မာလက်ရွေ့စဉ်ယူဆက်ကွန်အသင်းကအိုမန်အသင်းကိုနှစ်ဘိုးနဲ့နိုင်သွားတယ်နှစ်ဘိုးနိုင်သွားတော့နှစ်ဘိုးနဲ့နိုင်သွားတဲ့ခါကျတော့နှစ်ဘိုးနဲ့နိုင်သွားတဲ့ခါကျတော့ပြောရင်တော့ဟိုအုပ်စုအောင်မှုပုံနှိစက်သွားပြီပေါ့ဗျာအုပ်စုအောင်မှုပုံနှိစက်သွားပြီလို့ပြောလို့ရတယ်ပေါ့နော်ဒါလေးကိုကျွန်တော်မှရှိတယ်ဆိုတော့ပြောချင်တယ်အဲ့တော့ကျွန်တော်ဒီလောက်နဲ့ပဲခဏရပ်ပိုင်ရစီအားလုံးပဲကိုရင်းသားသူရှိပါတိုက်ရိုးစီနာမထားပါသစ္စာရှိပါကိုယ်နိုင်ငံသားချင်းချင်းအပြန်လန်တက်ပြနေကြတာကိုလက်ခလောကတီဗီပြောနေတဲ့လူမိုက်လူရန်ကလူသက်အချမ်းပဲအားပေးသမခင်ဗျာဖြစ်နေကြလားဆိုတော့ကိုပြန်လည်မေးဖို့တော့ပြောရင်းနဲ့ con nada